စာမျက်နှာပြင်မှာပေါ့ကျွန်တော်လိုအပ်ချက်တစ်ခုကတော့အဲဒီဒီဒါတော့လေ့လာပြီးတဲ့သူတွေအတွက်ပေါ့နော်လေ့လာပြီးသိပြီးတဲ့လူတွေအတွက်ပါလဲဆိုရင်ကျွန်တော်တို့ကဒီဒီဒါနာနဲ့ကျွန်တော်တို့သိပြီးသွားပြီဆိုရင်ဒီ circuit board ပေါ်မှာသိရမယ်အဲ့လိုမျိုးပြောင်းတတ်အောင်နော်ဒါဒီ circuit board ပေါ်မှာကျွန်တော်တို့ကဆွဲကြည့်လိုက်လို့အဲမပြီးဘူးနားမလဲဘူးမရည်လဲတဲ့နေရာကိုဒီပတ်လုံးပြပြပြနေရာဆွဲကြည့်လိုက်လို့ရှင်တယ် diagram နဲ့ပြန်ပြီးတော့ပြောင်းထားမှာနော်ဒီထဲမှာအဲ့တော့အပြန်အလှန်ပြောင်းထားမယ် diagram ကိုလည်း circuit ထဲမှာမြင်ထားမယ် circuit ထဲဟာကိုလည်း diagram ပြန်ပြောင်းထားမှာနော်အဲ့လိုမျိုးငယ်တော့ကျွန်တော်ကုတန်းဆယ်တန်းလောက်လို့ပေါ့ဗျာဒီဟိုပါပေါ့အဲ active byte ကနေ passive byte ပြောင်းထားရသလို passive byte ကနေလည်း active byte ပြောင်းရတယ်အဲ့လိုမျိုးပဲ diagram နဲ့ပြင် circuit ထဲမှာမြင်ထားမယ် circuit ထဲမှာရှိတဲ့ဟာကိုလည်း diagram နဲ့ပြန်မြင်ထားမယ်အဲ့လိုမျိုးပေါ့နော်မဒါဆိုရင်ဥမာ SMPS ကိုဗျာတိရောတိထားတယ်ဒီ circuit board ကြီးတွေ့လိုက်တာ ਨੇ ဘာပြင်အောင်မသိဖြစ်သွားဘူး တာမျိုးကြီးလည်းရှိတတ်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်လည်းအဲဒီက AC ဝင်လာတယ်ဒီမှာ AMI filter ဆက်ရှင်ပိုင်းရှိမယ်နောက်ဒီမှာ main filter ပြီးရင်ဒီဘက်မှာ diode လေးရှိရဲနော် main diode ပြီးမှ main filter နော် brick bit diode အဲ့ဒီမှာ filter ပြီးတော့ switching IC ရှိမယ်ဒီမှာ transformer ပြီးမှဒီဘက်မှာ DC ထွက်သွားတယ်ဒါဆိုရင်လည်း SMPS ဒီကက်ကြီးကိုတော့မတည်ဘူးကျွန်တော်လည်းမမြင်ဘူးပေါ့နော်ဒါပေမဲ့ဒီတည်းကအပိုင်းလေးကိုကြည့်လိုက်တဲ့အခါမှာအဲ့လိုမျိုးမြင်တာသိသိရမှာပေါ့နော်တင်ပြီးသားဆိုဒါဒါလည်းဒီ update လိုရတာ ဘာပဲတဲ့ဘာတဲ့ကတ်လို့ပြောလို့တာကျွန်တော်လည်းတည်တာမမြင်ဘူးပေါ့နော်အဲ့တော့ဒီမှာဆိုရင်လည်းဒီမှာ relay တလုံးပါတယ်ဒီမှာမှာအောက်လို့ရေးတာနော်အဲ့တော့အောက်ဘူးလို့ရေးထားတယ်အဲ့ကောင်ကဒီမှာ AC အဝင်ဒီဘက်က line ရှိတာပေါ့နော်ဒီနားမှာ line line ငုတ်အဲ့လောက်ငါဒီနေ့လာပြီးတော့မှ relay ကတ်မှသူအောက်ဘူးထွက်သွားတယ်အဲ့ relay ငုတ်ငုတ်ကဘူးရောက်မှာနော်အဲ့ဒီ relay ငုတ်ငုတ်ကိုကျွန်တော်တို့ကကြည့်တဲ့အခါမှာညာပေါ့နော်ဒီမှာတငုတ်ဒီမှာတငုတ်ရှိတယ်ဒါကွိုင်ငုတ်ပေါ့နော် အပံကဒီကနေ့လာတဲ့ဒီမှာဖယ်လဲဆိုရင်ဖယ်လဲဝင်သွားလဲဆိုရင်ဒီအထွက်ကပစီတာရဲ့အပန်းလေးကိုရောက်ပါတယ်နော်အဲဟုတ်မဟုတ်ကျွန်တော်တိုင်းကြည့်လို့ရတယ်မီတာနဲ့ထောက်ကြည့်လို့ရတယ်အဲတော့ဒါပေါ့နော်ဒါအဝင်ငုပ်အပေါင်းအဲပေါင်းကကပစီတာရဲ့ဒီမှာအပန်းလေးကိုရောက်သွားတယ်နော်အပန်းလေးကိုရောက်သွားတာဖြစ်တဲ့အတွက်အနှုတ်ကတော့ဒါတိုင်းရဲ့မရောက်တော့ဘူးနော်အဲတော့ဒီမှာ sorry ဒီမှာအပန်းလေးရှိမယ်ဗျာအပန်းလေးကနေလာတယ် ဒါပြီးတော့မှဒီရလေးရဲ့ရလေးရဲ့ quai နဲ့ကိုရောက်မှာပေါ့နော်ရလေးကို quai နဲ့ရောက်မှာဒီဘက်ကရလေးရှိမှာပေါ့နော်အဲရလေးကရလေးကရလေးကအမဒီငုတ်ကအောက်ဘုတ်ထွက်မှာပေါ့နော်ငါဒီမှာခက်ကြတော့ဒီမှာပေါ့နော်ဒီမှာအဲ့ငုတ်ကဘယ်ရောက်ပါလဲဒီမှာငါဒီကြောက်ကိုဘယ်လဲဆိုရင်ဒီ SMD transistor လေးတွေရောက်ပါတယ်နော်ညာနည်းပြီး SMD transistor လေးတွေရောက်ဒီဒါရိုက်ကဒီလိုခွာထားတယ် ဒီဟိုဟာကိုမလေးကိုခွာထားတာเนาะဒါမှဒီတိုင်းဟုတ်အဲ့တော့ဒီကောင်ကအဆက်မီတာဆက်တရားဒီလိုလေးပေါ့เนาะဒီမှာငုံသုံးလို့ရှိမယ်ဒီဘက်ကအဒါဘေ့စ်ပေါ့เนาะဒါဘေ့စ်ဒီကောင်ကအမီတာဒီကောင်ကကော်လတာပေါ့เนาะအဲ့တော့ဘေ့စ်ကဘယ်ရရလာလဲဆိုရင်ဒီမှာရက်စတာလေးတစ်လုံးရှိမယ်အဲ့တော့ဘေ့စ်ကိုရက်စတာလေးထည့်လိုက်မှာပေါ့เนาะထည့်လိုက်ပြီးတော့မှဘယ်ရောက်သွားလဲဒီတဲ့ဒီတဲ့ IC တွေဝင်သွားတယ်သူက IC တွေဝင်သွားတယ်ပြီเนาะ အဲဒီနေတာ base ကို control လုပ်မှာဒီ emitter ဘယ်ရောက်သွားလဲဆိုရင်ဒီမှာ emitter လမ်းကြောင်းကြီးဒီ capacitor အနုတ်ထဲရောက်သွားတယ်အဲ့ဒါဟုတ်မဟုတ်လို့တိုင်းကြည့်လို့ရတယ်အဲ့တော့ emitter ကိုထောက်လိုက်မယ်ကျွန်တော်နော် emitter ကိုထောက်လိုက်မယ်ထောက်ရယ် capacitor ရဲ့အနုတ်ကိုတိုင်းကြည့်လိုက်မယ်နော်နော်အမှအနုတ်ထဲရတယ်အဲ့ဒါ emitter ground ချတာနော် ground ချတာအဲ့လိုမျိုးပေါ့နော် အဲဆိုတော့ဒီမှာဗလီယအပေါင်းတို့ကဓာတ်ရရနေပြီအနုတ်ဒီအကောင်ကကြတော့ ground ကြဖို့အတွက်ဒီ transistor on မှာပဲသူဒီဗလီယဒီ currency တော့ဘောနော်ဒီလိုစီးသွားမှာအဲ့တော့အဲ့လိုဘူးရောက်မှာပေါ့နေရာပြင်အဲ့တော့ဘူးရောက်ဖို့အတွက်ဒီ base ကို IC ကနေဖွင့်ပေးมาရောက်မှာအဲ့လိုမျိုးလေးကျွန်တော်တို့ circuit diagram လေးတွေဆွဲကြည့်လေ့ကျင့်ကြည့်ပေါ့နော်